အခုလက်ရှိမိုဘိုင်းလီဂျန်မှာဆိုရင် Promo Diamond Event, Golden Man Event နဲ့ Alpha Legion Skin Event လို့လို့ Event တွေကအများကြီးလာနေတာဆိုတော့ Brother တို့လည်းအဲ Event တွေတော်တော်လေးကိုရှုပ်ရှားခန့်နေမယ်လို့ထင်ပါတယ်အဲ့ဒါကြောင့်ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ကတချို့ event တွေအကြောင်းနဲ့မကြခင်မှာထပ်လာနိုင်ခြေရှိတဲ့ event တွေအကြောင်းပြပြပေးပါမှာဖြစ်လို့ brother အနေနဲ့စိတ်ဝင်စားရဲဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိဆက်ကြည့်လိုက်ပါအရင်ဆုံးမနေ့တနေ့ကမှပြီးသွားပြီဖြစ်တဲ့ promo diamond event တွေစလိုက်မယ်ဗျာ ဒီ promo time ပေါ့ဤဘက်မှာဆိုရင်အစက stand skin တွေပါမယ်ဆိုပြီးရောမာတွေထွက်ခဲ့ကြတာဆိုပေမဲ့လက်တွေ့မှာတော့တကယ်ကိုပါမလာခဲ့ဘူးဗျာပြီးတော့လဲ promo time ပေါ့ဤဘက်မှာမျက်ရည်နဲ့မျက်ခွဲဖြစ်ခဲ့ကြတဲ့ player တွေလည်းအများကြီးပါပဲအဲ့ဒါတော့ပိတော်တော်များများမှာတင်နေကြပြီဖြစ်တဲ့ epic record pattern တွေရဲ့အတိုင်း promo time ပေါ့ရင်လည်းဖောက်လိုက်ကြတဲ့ player တွေပါပဲတချို့ကတော့တကယ်ရသွားရယ်ဆိုရင်မမရလိုက်တဲ့ promo diamond တွေရောတချို့ကတော့တကယ်ရသွားပဲဆိုပေမဲ့မရလိုက်တဲ့ promo diamond တွေရောဝယ်ထားတဲ့ diamond တွေကပါပလုံသွားတဲ့ထွန်အကက်တင်နဲ့ကျင်းနှက်လိုက်ရတဲ့သူတွေကလည်းဒုနယ်တွေပါ ကျွန်တော်ကိုယ်တိုင်နဲ့ပါဝင်ပေါ့စိတ်ကိုတည်တည်ငြိမ်ငြိမ်လေးထားစမ်းပါကွာဒါလောကရန်တရားရဲ့ပုံမှန်ပြတ်ွက်တည်ပါကျေးဇူးတင်ပါတယ်လို့အခုကြည့်နေရ NBA Indo NBA Philippines အစရှိရဲ့နိုင်ငံတကာ NBA ပွဲစဉ်များ Wings ဘက်မှာယူနီစိတ်ချစွာခံမှန်းကစားနိုင်ပါပြီစဝင်စားလို့အကောင့်ဖွင့်နေဆိုလို့ရှိရင်တော့ comment မှာရှိတဲ့ link တွေနဲ့ဆင်ဆက်သွင်းလို့ရတယ်လို့ Telegram မှာ NH Live Wings လို့ share ပြီးတော့အကောင့်ဖွင့်လို့ရပါတယ်ခင်ဗျာဗီဒီယိုလေးကိုဆက်လိုက်ရအောင်နောက်ထပ်တစ်ခုကတော့ Alpha Legion Skin Event ပဲဖြစ်ပါတယ် Legion skin ထဲမှာပါတတော်လေးကိုထူးကြပြီး Alpha skin က Hero ဆယ်កောင်ရရတဲ့ form ပြောင်းသွားတဲ့ effect ပါတဲ့အပြင်ပေါ်မှာသူ့ရဲ့ skill effect တွေကလည်းတတော်လေးကိုမှိုက်တယ်တကယ်လို့ brother တို့က Alpha Legion skin လိုချင်နေဆိုရင်တော့ A event မှာတောင်းရမယ့်တစ်တွေရနိုင်မယ့် event တွေမှာရရှိနိုင်မယ့်အပြင် promo time mode အနေနဲ့ပါဖောက်မယ်ဆိုရင်၁၇ကြိမ်နှီးပါတော့ဖောက်လို့ရတယ် Legion skin ဆိုတဲ့အတိုင်းလွယ်လွယ်တော့ရမှာမဟုတ်ပါဘူးဒါပေမဲ့စိတ်မပူပါနဲ့တကယ်လို့ brother ကိုအနေနဲ့ alpha skin ကိုမရခဲ့ဘူးဆိုရင်တော့အဲရရတဲ့ point နေနဲ့ stand skin လေး oster skin လေးတော့လဲလို့ရနိုင်ပါသေးတယ်။ ပြီးတော့အခု Advance Server မှာလည်း Naruto fan တွေတော်တော်များများစောင့်မျှော်နေတယ်။ Naruto နဲ့ Mobile Legend Collaboration လုပ်ထားတဲ့ event ကြီးရနေပြီဆိုတော့နောက်လ25ရက်ဆို Global Server ကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။အဲ့တော့ Naruto event မှာဆိုရင်တခြား event တွေနဲ့မတူပဲ LAN or down နဲ့ map ပုံစံကိုပါ Konoha Village ပြောင်းဆောင်နိုင်မှာဆိုပြီးတော့ lore တွေ creed တွေကပါ Naruto ရဲ့ character ရဲ့အတိုင်းပြောင်းထားမှာမို့လို့ Nature War တွေကိုရောက်သွားလို့ခံစားရမှာပါ။ ဒီနောက်ထို event မှာဆိုရင်နောက်ထို့အတွက် Luka Sasuke အတွက် Soyun နဲ့ Sakura အတွက်ဆိုရင် Heroic Kalia Harabusa အတွက် Kakashi နဲ့ Fae အတွက် Gaara Skin တို့ပါဝင်ပြီးတော့အဲ event မှာပေးထားမဲ့ quest တွေကိုပြီးအောင်လုပ်နိုင်မယ်ဆိုရင်တော့ Gaara Skin ကို free ရမှာပါပြီးတော့ game တွေကိုဝင်လိုက်မယ်ဆိုရင် Whole Sakura မှာနောက်ထို့တမ်းမြန်မှာဖြစ်ပြီးတော့ background မှာလည်း Konoha Village ကိုပြထားတာဆိုတော့တော်တော်လေးကိုမိုက်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့တော်တော်များများမျှော်လင့်ထားတဲ့ Julian နဲ့ Cushion အတွက် skin ပါမလားလို့ဆိုတာကတော့ KOF လိုမျိုးနောက် event မှာပါလာမလားဒါမှမဟုတ် official server မှာ မှထွက်လာမှာပဲပါမလားဆိုတာတော့စောင့်ကြည့်အောင်ပါပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကိုတပတ်ထွက်လာဆိုရင်ကျွန်တော်တို့ရဲ့ Facebook page လေးဖြစ်တဲ့ TN Esports ကို like and follow လုပ်နေနဲ့အားပေးလို့ရပါတယ် brother တို့ရဲ့မိတ်ဆွေပေါ်တာပေါင်းတဲ့လို့လည်းဒီဗီဒီယိုလေးကို share ဝင်ပေးကြပါနဲ့ဂိမ်းနဲ့ပတ်သက်ပြီးတင်ရရှင်တော့ comment အခုပဲမြန်မြန်လေးလို့ရပါတယ်